လူတရားနဲ့ကြာ communicate လုပ်ဖို့ language တဲ့အများကြီးကိုတို့ပြီးကြတယ်။လူတရားတို့ပြီးတဲ့ language ကိုကြောင်းနဲ့ကြာနားလည်ဖို့ဆိုရင် conversation စကားသွားလောက်ကိုပြန်မှန်လေးရမယ်။ So conversation ဆိုတာဘာလဲ? What is conversation? conversation is a communication blah 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 ရှင်းပါလား?ကြောင်းနဲ့ကြာပြန်လည်တည်ရောက်မှုရှိရဲ့ idea တွေတွေးခေါ်တွေတတိယချက်လေးတွေကိုဒီနေ့ကြာဖလှယ်ကြည့်ဖြစ်ပါတယ်။စကားလုံးအတန်ကိုပြောတာတွေလေလာနိုင်မှမိမိတို့ရဲ့ speaker level တွေ step by step ပြုတက်လာမှာဖြစ်တယ်။အဒီပဲရှိသောစကလုံးတလို့ဖြစ်ဖို့ဇာလုပစီဘောတို့ခုရှိတယ်။ပြီးတော့ပစီရရဲ့ပြီးတော့တပ်ပစီရရဲ့ပြီးတော့အစနကုပစီရရဲ့ဖြစ်ပါတယ်။ဒီပစီကိုလည်းပသက်ပြီးရောအာဒါနဲ့လေးလာစားတစ်ခုကြံနေပါသေးတယ်။ဟုတ်ပါတယ်။အစတူကိုလေးလာရမှာပါ။ So ကြည်အောင် Neo nada liu lada mim mother biu bada yong nada ကြီးရောအသာနဲ့ကြရပြီးဒီကိုတတ်တတ်ဆိုတော့အားလုံးသိနေကြမယ်ထင်ပါတယ် so speaking to conversation ပိုင်းကို ပြန်တော့ရအောင်အသာကူပြောက်ချင်းဒီဆောင်လုံးလေးကိုဖတ်ကြည့်မယ်ကအာ you oh shit ဒီလိုဖန်လေးတော့ speaking level ဒီဒီများလေးလို့အောက်ထိုးကြသွားပြီပရမစာလုံးတွေအသက်ပါပြီးတော့ သူတည်းရဲ့စာလို့ရဲ့ဖြီးသည်ရီယောဖြစ်နေမဲ့ဆိုရင် event ကိုရီယောနေရစာထုတ်ပြီးတော့ god a ယုံဖို့ကနေ gatha yu gatha yu လို့တန်ကူပြရမယ်အသေးပဲကတော့သူညီသည်ဆိုတော့နားလည်ကြမယ်တင်ပါတယ်နောက်တစ်လုံးကတော့ byeong ngon ပါမစာလို့ရဲ့အသက်သည် hyeong ဖြစ်ပြီးတော့သူတည်းရဲ့စာလို့ရဲ့ပြီးသည် hyeong ဖြစ်နေမဲ့ဆိုရင် hyeong ကိုတွေ့ပြီးငါအတန်ကူပြရမှာဖြစ်တယ် byeong ngon ပြောင်းငွန်ဆေးရုပ်ပြောင်းရဖြစ်ပါတယ်။ဒါမှမဟုတ်အဲ့လိုကတော့ကိုထဲယူပါမစာလို့ရတဲ့တည်းစာဖြစ်နေမယ်။ဒီရဲ့စာလို့ရဲ့ BD ဟာဖြစ်နေမယ်ဆိုရင်ထအတန်ကိုပြောပြီးမုတ်ထဲယူမုတ်ထဲယူလည်းလုံးနေဘူးလို့ပြောရဖြစ်ပါတယ်။နောက်တစ်လုံးကတော့ဂါချီဖြစ်ပါတယ်။ပါမစာလို့ရတဲ့တည်းထားပြီးပြီးတော့ဒုတိယစာလို့ဒီဤတော့ဖြစ်နေမယ်ဆိုရင်ချီလို့အတန်ပြောက်သွားမှာဖြစ်တယ် ကာချီကာချီအသေးပဲကတော့အတူတူလို့ပြောတာဖြစ်ပါတယ်။နောက်တစ်လို့ကတော့ကူလီယောရဲ့ပါလမဆာလိုတွေအစနှစ်ခုပါပြီးတော့ဒုတိယဆာလိုရဲ့ဘီဒီဟီယောင်ဖြစ်နေမှာဆိုရင်ပုံမှန်ဆိုရင်ကျွန်တော်တို့ပထမအတန်ကိုပါလမဆာလိုတွေယူရမှာဖြစ်ပြီးတော့ဒုတိယအတန်ကိုဒုတိယဆာလိုရဲ့ဘီနေရာစာထုတ်ရမှာဖြစ်တယ်။ဒါပေမဲ့ဒီနေရာမှာဟာဒီအစပြောဘီဖြစ်တာမို့လို့ပထမအတန်ကိုပဲဒုတိယဆာလိုရဲ့ ဖြေးနေရအစားထိုးပြီးတော့အတန်ထွေးရမှာဖြစ်ပါလေဆိုတော့ကူလီယောယူကူလီယောယူအတိပဲကတော့ပြုတ်တီကိုပြောတာဖြစ်ပါတယ်အတန်ကူပြောချစ်တဲ့နောက်ဆုံးစာလုံးလေးကတော့အီလီယန်ဘာမစာလုံးရဲ့အတန်ဒီလာဖြစ်နေပြီးတော့ဒုတိယစာလုံးရဲ့ဘီဒီနာဖြစ်နေမှာဆိုရင်ပါရမစာလုံးရဲ့အတန်လာကိုဒုတိယစာလုံးရဲ့ဘီနာနေအစားထိုးပြီးတော့ဖန်ရမှာဖြစ်ပါတယ်ဆိုတော့အီညွန်ကနေ illion ဆိုပြီးတော့တာကိုပြောလာမှာဖြစ်တယ်။ illion illion အဒီဘက်ကတော့တနည်းကိုပြောတာဖြစ်ပါတယ်။ဆိုတော့ဒီနေ့တင်ခန်းစာလေးကတော့ဒီလောက်ပါပဲ။စူပါရွှေစမနီတာအငယ်ကဆေးရော။နောက်ရဗီဒီယိုတွေမှာတိုက်ပြီးတော့တွေ့နေဖို့အတွက်ကျွန်ရဲ့ channel လေးကို subscribe လေးနေတာပြီးတော့ notification ပိုင်းနဲ့ခင်ဗျာ။ Thanks for watching and see you the next video guys.